အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မှာကျွန်တော်ရဲ့ညီကောင်မတော်များကိုဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့စာရေးဆရာတက္ကသိုလ်နန္ဒမိတ်ရေးသားထားတဲ့မေတ္တာတော်ဒုံမာလို့လို့အမည်ရတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပြေးကြပါအောင်ခင်ဗျာရန်ကုန်တက္ကသိုလ်မြမစာပေအသင်းအမှုဆောင်ပါဠိအသင်းငွေထိန်ရာဇဝင်အသင်းကျုတွင်ရမှုတထုံចောင်းဆောင်တဟာယနဲ့စာဖတ်အသင်းပြိတ္တကတိုက်ဆိုးဖြစ်ခဲ့ဘူးတော့ ကိုယ်ဤစမန်အင်းကိုကျွန်တော်ကစာဖတ်သူများအနေနဲ့မိတ်ဆက်ပေးပါရစေ။ကိုယ်ဤစမန်အင်းကိုလူချင်းသာတွေ့မည်ဆိုလျင်မိသူကမျှသူ့အားအိန္ဒိယသားအစ်စ်ဟု၍ထင်ကြမည်မဟုတ်။သူသည်မြမစကားကိုအမြဲတစေပြော၏။မြမတချင်းကိုဆို၏။မြမဝတ်ကိုဝတ်၏။မြမចောင်းသားများနှင့်သာတွေ့၏မြမမကိုသာခေါ်၏ထို့ကြောင့်သူအားတထုံចောင်းသားအလုံးကမြမသွေးပါသည့်မြမမွတ်စလင်တယောက်ဟု၍ထင်မှတ်ခဲ့ကြသည် သူနဲ့တခမ်းထဲနေတော့အကြောင်းသားပင်သူကလားအစ်ဖြစ်ကြောင်းကိုမသိခဲ့ချေကိုအစ္စမိုင်ကိုအိန္ဒိယပြည်အလဟဘတ်မြို့တွင်1926ခုနှစ်ကအဖေကလားစီအမေကလားစီမှဖွားမြင်ခဲ့၏သို့သောသူလေးနှစ်သားအရွယ်တွင်သူ့ဖေသည်မြမပြည်အထက်ပိုင်းမြို့တစ်မြို့တွင်အစိုးရရာထူးတစ်ခုဖြင့်ပြောင်းရွှေ့လောက်ကိုင်းခဲ့တဲ့ကစား၍ကိုအစ်စမန်အင်းဒီငပိနဲ့တင်းသောမြမာလီကို ရှူဆိုင်ကာကြီးပြင်းခဲ့ရလေသည် ကပတ်စော်ညောသောမကူလန်းအရေးပေါ်ကောလိမနေ၍1946ခုနှစ်တွင်ရန်ကုန်တက်သူကိုစစ်ပိခိတိဘက်မှပြန်၍ဖွင့်လှစ်လိုက်သောအခါ၌အသက်20အရွယ်မြမရေလဲနေပြီဖြစ်သောကိုအီစမန်အင်းသည်ပရက်ရှာကလေးဖြစ်ဖြင့်ရန်ကုန်တက်သူတို့ရောက်လာခဲ့သည်သူသည် မပိနိုင်ကိုရှူရှား၍ကြီးပြင်းလာခဲ့ရသောအိန္ဒိယသားဖြစ်သောကြောင့်မြမစာကိုအတော်နှစ်ချိုက်ကြောင်းတွေ့ရပါ၏ ။ဒါမင်းမြမန်ចောင်းသားတူဦးနှင့်စားလျင်သူသာမြမသာ၌ပို၍တက်ကြွကြောင်းသိရမည်ဖြစ်၏။သူသည် အထက်မြမပြီးအင်္ဂလိပ်မြမအထက်တန်းကြောင်းတကြောင်း၌စာသင်နေခြင်းကပင်မြမစကားရည်လူပွဲများ၌ထင်ရှားခဲ့သည်။နတ်ရှင်တော်နဝတိရှင်တန်ကိုမင်းစီမင်းစီရာရန်ဒမိတ်စသောသာဆူတော်ကြီးများ၏ဖျားတိုင်မေဘွေရတုစစ်ရှိရတုများကို အလွန်နှစ်တက်သဖြင့် အပုတ်တော်တော်များများကိုအာကုန်ဆောင်နိုင်ခဲ့၏ထို့ကြောင့်ရန်ကုန်တက်သူတို့ရောက်လာသောအခါကိုအစ်စမန်အင်ကစိတ်ကြိုက်မြန်မာစာပါဠိနှင့်ရာဇဝင်ကိုတွဲ၍ယူလေသည်အထူးသဖြင့်မြန်မာစာကိုအပတ်တစ်ခုကျိုးပန်းလုံးလာထုတ်ရ၌တောင်တခိမြန်မာစာပါမောက်ခရာထူးကိုပင်ချိန်ထားလေရော့သလားဟုအောက်မေ့ရပါတော့သည်ဤကဲ့သို့လျှင်မြန်မာစာပါမောက်ခလောင်းကြီးဖြစ်သောကိုအစ်စမန်အင်ကိုကိုခင်မောင်လေးယခု ဘာထုံးမျိုးစစ်တက်ကတို့ဤမိတ်ဖွဲ့ပေးမှုကြောင့်ကျွန်တော်ကတည်ကျွမ်းခဲ့ရသည်ကိုဤစမန်အင်းဤရာဇဝင် အထုပ်ပတ်တီမှာမော်ကွန်းတင်ထားလောက်အောင်စိတ်ဝင်စားဖွယ်အတွေ့အတွေ့နှင့်ပြည့်စုံသည်ဖြင့်စာဖက်ပရိသတ်အားယခုတဖန်ပြန်၍ပေါက်တယ်ချနေရခြင်းဖြစ်ပါသည်ကိုယ်ရေးစမန်အင်းမှာအိန္ဒိယတိုင်းရင်းသားပြင်ဖြစ်သည်ဟုသူ၏ဇက်ကိုဆွေး၍ပြောရမည်စကားမူမြမပီတလာသူဖြစ်သည်မြမပီတသည်ဟုဆိုသည်မှာဆန့်ကျင်ဘက်လိမ်များအပေါ်တွင်အချစ်စိတ် ပြင်းထန်တတ်ခြင်းပင်ဖြစ်သည် ထို့ကြောင့်ကိုဤစမန်အင်းဤနှလုံးသက်ပေါ်အထဲ၌အချစ်တုံးအချစ်ခဲကြီးများသည်ဆက်ညင်မဲ့လိန်နှင့်တွေ့လျင်ချက်ချင်းလငယ်ထုတ်၍ပေးနိုင်ရန်အတွက်အမြဲပင်အသင့်ရှိနေပါသည် သူသည်ကျွန်တော်တို့မြန်မာဂေါငနေများဤသူလပခြင်းနှင့်အယုတ်ဆိုးခြင်းကို ခွဲခြားတတ်သူဖြစ်၏အယုတ်ဆိုးခြင်းကိုချောင်၍လပခြင်းကိုရှာလိရှိသူပင်ဖြစ်၏ သူရှား၍တွေ့မြင်နေသည်မြတ်သောလပခြင်းကိုသူဤမျက်လုံးသူဤအုံနောက်သူဤအတိညာဏ်တို့မှတဆင်သူဤစာပေရိပ်မြုံတဲ့အသူကြပြဆန်လာသောစာတူပြေစကလေးများဖြင့်ဖွဲ့တဲ့နှဲ့တဲ့တီကျူးတဲ့သူဖြစ်ပါသည်ကိုဝိစမအင်းနှင့်ကျွန်တော်ကကြောင်းတဲ့ချိန်များတွင်တတ်နိုင်သည်မြတ်အတူတော်အတူလာကခင်မင်းရင်းဤသောတငယ်ချင်းများဖြစ်လာကြပါသည်တို့ဖြစ်၍လေကျွန်တော်မှာ သူဤတိုးတိုးပေါ်ဒိုင်မြင်မဲ့ဖြစ်လာရတော့သည် သူပေါ်တွင်ကျွန်တော်ကယူဆိုင်မိတော့အချက်တစ်ခုက သူသည်သူနှင့်မြမစာတင်နန်း၌အတူတူတခန်းထဲကြာလေရှိသောအเจ้าသူကလေးတဦးကိုတန်တန်းဆွဲဖြစ်နေခြင်းပင်ဖြစ်သည်သူတန်တန်းဆွဲဖြစ်နေသူက ကျွန်တော်နှင့်ဂျပန်လက်ထက်ကသိရှိခဲ့သောဟင်္ဒရာမျိုးမှဘုရားတကာမြေပိုင်ရှင်ဦးမေဟန်၏သမီးအမာပင်ဖြစ်၏အမာမစစ်မဖြစ်မီကအင်္ဂလိပ်မြန်မာရှစ်တန်းတွင်ပညာသင်ကြားနေတော်လေစာကိုဂယုတစိုက်ကျူးသားခဲ့သူဖြစ်၍ စစ်ပီးစကျင်းပသည် high school final စာမေးပွဲကိုအောင်ကကျွန်တော်တို့နှင့်အတူကောလီတို့ရောက်လာခဲ့ပေသည်အတန်းထဲတွင်ကျွန်တော်တို့ခုံရှိမှထိုင်နေသော အမားကိုသူကဆရာမမြင်အောင်လက်ညှိုးထိုးပြသဖြင့်ကျွန်တော်ကကျွန်တော်သိနေသောအမားဖြစ်နေသည့်အတိုင်းနာမည်နေရက်နှင့်အင်းရကြောင်းစားအောင်မှအခန်းနံပါတ်5ပါပြောပြလိုက်တော့ကြောင်းကိုဤစမန်အင်းကကျွန်တော်အားကျေးဇူးတကားမွတ်ဆိုပူပါသည်ကိုဤစမန်အင်းကအမကိုတန်တန်ဆွဲဖြစ်မိဆိုကလည်း ဖြစ်လောက်ပါပြီ။အမမနတ်ရှင်တော်နှင့်နဝရေကြီးတို့၏မယ်ဝဲကြပြအတိုင်းလက်ပချုံးမိသူကလေးဖြစ်ယုံမကကြပြဝါဒနာအိုးမကလေးလည်းဖြစ်ပါသည်။ကျွန်တော်ကသူတန်းတန်းဆွေးနေသည့်အမအကြောင်းဆုံးကိုပြောပြပြီးနောက်၃ရက်အတွင်းတွင်မြကိုကြီးစမန်အင်းကမနီမနာပူဇာချက်ကိုနာညီလာသည်ဖြင့်သူ့ကိုအမနှင့်မိတ်ဖွဲ့ပေးလိုက်ရ၏။ထို့သောမိတ်ဖွဲ့ပေးလိုက်ပြီးနောက် ခုနှစ်ရက်အတွင်းတွင် သူ၏အဆိုအရသူနှင့်အမားတို့သည်အတော်ပင်ခင်မင်သွားကြသည် ဟုဆိုပါသည်သို့သောထိုအချိန်ထိဂိုအီစမန်အင်သည်သူနှလုံးအိမ်တွင်မှအေးပြော၍စီစဉ်လာသောအချစ်တုံးအချစ်ခဲကြီးများ၏ရေလင်းကို ရှက်ရှင်းကြောက်ရှင်းသည်ဟုသောရေကာတာဖြင့်အတင်တာစီ၍ထားခဲ့ရပုံရ၏ထိုကြောင့်သူအားပုံပုံးဘူးဖြစ်နေတာအခန်းအောင်၍ဆွေးနေသည်ကို တွေ့ရတတ်၏ ို့ဖြစ်၍သူခန္ဓာတို့ကမ္မိတေနှင့်တပြိုင်နက်ရေဝဲတဲ့သူကုန်းခေါင်ခေါင်မှမွေးခဲ့လို့တဆိတ်ကလေးဖြင့်ထူပါသည်ယူရင်တဲ့တဘောမေတ္တာများနှောခဲ့လျင်ပြောတဲ့ပကုံကုံပြုံမနူးဟာမို့ကျုပ်တို့ကတုံလှချီပုံမှားဖြင့်ပိုင်းပိုင်းအသေးမနွမ်းမရစေနှင့်ရွှေခွန်းတော်လှိုင်ဆန်းပါဟု၍၎င်းအဆူဆူတွေးစကိုင်းကဖျားအကုံစုပြီးယူနောက်လို့တေပါစေတပြေတန်းခံမျိုး မသွေတန်းကြံစုထညက်ပကုံတန်းတက်တက်မမုံတန်းကျန်းတစ္ဆာမှန်ပကံကစေအိုးနှင့်ပကိုးကစေးတံကိုတောင်းအင်မတန်ဟန်ရ၍ကာလရှည်ညောင်းလေထိုးသားဖာထဲတွင်တခါတည်းပေါင်းတည်တပါဟူ၍၎င်းနဗေထက်ကာယံလုံးတွင်နှင့်ဂုံဂုံပြီးရည်စားစကားအပြောကျင့်နေသောသူ့အတန်းကိုကြားလာရ၏ထို့ကြောင့်လည်းကျွန်တော်သည် သူ့ရှက်မြည်ဆိုသောကြောင့်သူ့ခန်းထဲဝင်မြည်လုပ်ပြီးမှပြန်ပြန်ထွက်လာရသည်မှ မနှဲလာတော့ပေ ကျွန်တော်တို့ဤမြမသာပါမောက္ခလောင်းကြီးဂိုဤစမန်အင်းဒီဤတို့အခမ်းပေး၍မြေတန်းရေရွတ်ရင်းပင်လုံပါပါဖွဲရာ ရှိပါတော့သည်တို့ပြည့်၍ကျွန်တော်သည်ကိုခင်လေးမောင်နှင့်တိုင်းမင်းကတက်သည်မှတ်သည်ဆေးကလေးဝါးကလေးကိုသူအားတိုက်ကျွေးတော်အံ့ဟုဆုံးဖြတ်ချက်ချလိုက်မိပါသည် နောက်တနေ့ညဘက်တွင်ကျွန်တော်ဒီကိုခင်လေးမောင်ကိုခေါ်ကာကိုဦးစမန်ဤအခန်းသို့လာခဲ့၏ကျွန်တော်တို့နေရောက်ကကလန်းလန်းကပင်အတန်ပေး၍ဝင်လာသောကြောင့်သူ့ကိုအိပ်ရာပေါ်တွင်ခက်မစိတ်လဲလျောင်းနေသည်ကိုတွေ့ရပါသည်ကိုဦးစမန်ဤသည်အခြေကိစ္စနှင့်ပတ်သက်၍အလွန်ရှက်သက်သူဖြစ်၏သူခံစားနေရသောဝေဒနာကိုဆရာကောင်းတမားကောင်းထံချင်းကပ်၍ကုသမိစာတယောက်တည်းနေပေလုံးတွေကိုကုန်း၍မြည်တမ်းရင်းအချိန်ကုန်ခံနေသည်မဟုတ်ပါလော ကိုခင်မောင်လေးကသူ့ခန်းထဲသို့ရောက်လျင်ရောက်ချင်းဟဲ့လူဘာဖြစ်တာလဲမှန်မှန်ပြောစမ်းဗျာခေါင်းကိုက်လို့ပါဗျာသူကအတန်တက်တဲ့နဲ့ရိရိကလေးဖြစ်၏ကိုခင်မောင်လေးကခက်တီတီလှုပ်ပြီးဖြီးမနေနဲ့ကိုလူဒီယောဂမျိုးကတိတ်ခံရခက်တယ်ခမရယောဂကအချစ်ယောဂမဟုတ်လားမေးလိုက်တော့ကြောင့်ကိုဤစမန်အင်က မျက်စိကလေးပေကလပ်ပေကလပ်လှုပ်ကတုံနှိဘာဝေစိတ်စိတ်ကြီးမြုံနေ၏ခမရအမကိုကြိုက်နေတယ်မဟုတ်လား ကိုဤစမန်အင်းဒီခညက်ခဲနဲ့ရသောခွေးအိုကြီးလိုခေါင်းထုတ်၍လာပါလေတော့သည်ဟုတ်ပါလေဗျာကျွန်တော်မှတော့စတင်ရန်ခတ်ပါပြီအသက်ကြောင့်မောင်ပူဆိုသူလိုဖြစ်နေပြီဗျကျွန်တော်နှင့်ကိုခင်မောင်လေးကပြိုင်တူတဟဲဟဲရေလိုက်ကြပါသည်ကိုခင်မောင်လေးကဆက်၍ဘာမျှခတ်เสียရှိနေလို့လဲကိုလူရဲ့ကိုကချစ်နေတာချစ်တဲ့အကြောင်းစာရေးပေါ့ခမည်းကမြန်မာစာခေတာမှမဟုတ်ပဲစာပြီးတာတော့ဟုတ်ပါပြီသူကမပြောင်းရင်ဘယ်နဲ့လုပ်မလဲ ကုသေးတော့မြည်မသားလို့အိယာဘော်တွင်ဆန်းဆန်းကြီးလဲနေတော့ကိုအီစမအင်ကထထိုင်လာ၏တစောင်းနဲ့မရနှစ်ဆောင်းနှစ်ဆောင်းနဲ့မရသုံးဆောင်ပေါ့ဗျာတချို့များစာပေါင်း930တောင်ပေးတယ်ဒီလိုပေးလို့မရတော့ကောအတင်းလိုက်ပြီးစကားပြောပေါ့ဗျာ ပြောတာတော့ဟုတ်ပါရဲ့ဗျာဘယ်လိုပြောရမလဲဆိုတာခက်တယ်။အိုးဗျာချစ်ပါတယ်ကြိုက်ပါတယ်ဆိုတာများပြောဖို့ခက်နေရသေးလားဗျ။ကိုကြီးစမန်ကခေါင်းကိုကုတ်ပြီးညင်းညင်းညူညူအတန်းနဲ့ ခမရပြောတယ်လို့တုံးတေကြီးဆိုရင်လည်းဘဲကောင်းမလေးကိုခင်မောင်လေးရဲ့သူနားဝင်အောင်ပြောမှာပေါ့ဘာလဲခမရကနဘေတက်တွေခါရနေနဲ့ပြောမလို့လားကျွန်တော်ကဝင်ဆွဲလိုက်တော့ကြောင်ကိုဤစမန်အင်းကဟုတ်တယ်ဗျသူကလည်းကဗျာဝါဒနာအိုးမလေးဆိုတော့အဲ့ဒီလိုပြောမှပိုကောင်းမယ်ထင်တယ်ကျွန်တော်လည်းပြောမယ့်စကားတခုတော့ရထားတယ်အဲအဲဟုတ်ပါပြီဗျစူစမ်းမအောင်ကိုလူရဲ့ဒီလိုလေးဒီလိုအဲအဲပြောရမယ်ဆိုရင်ဗျာမကောင်းဘူးလား ဘယ်လိုလဲဗျခမရဟာကလုတ်ပါဦးကိုအီစမန်အင်းဒီထိုင်းနေရာမှာထားလိုက်ကကိုခင်မောင်လေးအနာတွင်မျက်နှာသေးကလေးဖြင့်ရက်လိုက်ဤကိုခင်မောင်လေးကို အမာဟုသောအထိတ်မှဖြင့်အဆိုင်လို့သာအမာရဲ့ကိုဟာလို့မြတ်တကယ်လို့ပိုင်ညာရင်ကြောင်ပါကြီးမီးတို့လိုခမရကိုကျွန်တော်ဝါပြီးကြိုက်စားကမြို့လိုက်ချင်မာတော့တယ်ဗျာဟာခမရကသိမ့်မနေသေးပါဘူးဗျာ ကျွန်တော်နဲ့ကိုခင်မောင်လေးကရေချင်စိတ်ကိုတော့ပိတ်ထားပြီးဖြိုင်းသူညင်းညင်းညူညူပြောလိုက်ကြ၏ဒါဖြင့်ဟွာဟောဗျာသူကမျက်နှာခက်ပြက်ပြက်နဲ့ကရောင်းကြိုက်မဖြုတ်တမ်းစူးစားပန်းစားဆိတ်ပြေပြောနေပြန်သည်ဘယ်ဟာတော့ကိုခင်မောင်လေးကမေးလိုက်၏ကိုဦးစမန်အင်းဒီတစ်ချက်မျှခေါင်းကုပ်၍ညံထုတ်လိုက်ပြန်၏သူအုံနောက်ထဲသူနေပြတဲ့တလုံးဒီအုံဒီကျွေတယ်လို့ဘုံကနေကြလာသည်ဟုထင်ရသည်ချက်ချင်းပင်နေပြတဲ့တစ်ခုကိုကောက်၍ရွတ်လိုက်၏ချက်ဖို့အရာ ကျွန်တော်ဇာတာလေးတွင်နည်းနည်းမှမပါတော့ကြောင်းဟိုးဆရာဟိုးဟိုးဘာလဲဗျသူကမင်းကျွန်တော်ကိုဟိန်းဟောက်နေပေးပြီထို့ကြောင့်စိတ်ပြက်ပြက်နှင်းလက်မြောက်လိုက်ကဒါဖြင့်လဲဆက်ဆူဗျာနားထောင်ရအောင်ဆုံးအောင်လဲနားထောင်ကြစမ်းပါဦးဗျာကဲကဲလှုပ်ပါလှုပ်ပါရှက်ဖို့အရာကျွန်တော်ဇာတာလေးတွင်နည်းနည်းမှမပါတော့ကြောင်းမိုက်ဆရာရှိရင်မိသွေးကဲရဲဆရာရှိရင်ပန်းဆက်ကူမြူဆရာရှိရင်ခွေးဝင်သားလို့ဟာဗျာခတ်နေပါပြီဗျာ ဘာခက်ဆရာရှိလို့လဲဗျခမ ्या ကခွေးဝင်စားဆိုတဲ့စကားပါလို့လားခွေးဝင်စားဆိုတာကျွန်တော်ကိုကိုကျွန်တော်ခိုင်းနှိုင်းထားတာပါဗျာခွေးဝင်စားဆိုတာအင်မီနန်တနာဖို့ကောင်းတဲ့တရားမဟုတ်လားဗျဒီစကားကကျွန်တော်ဘဝရဲ့ကြေးမုံပဲသူကအားရပါရပြောနေလေးလေးကျွန်တော်တို့နှစ်ယောက်မှာရဲချင်းသည့်စိတ်ကိုအန်ကျိတ်ထားရလေးလေးဖြစ်နေသည်ဟဲဟဲပဲပဲရင်နိုင်ရင်ထွက်ပေါက်ရှာလိုဟန်တူသောကိုခင်မောင်လေးကခုခမ ्या ပြောပြတာလေးတခုမှမကောင်းသေးဘူးကျွန်တော်ကြားဘူးတဲ့နဗိတတ်တခုတော့ရှိတယ်ဘာလဲဗျလှုပ်ဆမ်းမအောင်ဗျာ ိုအစ်မန်အင်းမှာလူနာအမဲချောက်တောင်းတယ်လို့ဖြစ်နေလေသည်ဟိုဗျာပတုမဇက်သေးကနဖေတက်လေဘာလဲဗျစူစမ်းမအောင်ကျွန်တော်တို့အဲ့ဒီစာအုပ်မဖတ်မိဘူးနားထောင်နားထောင်ကိုခင်မောင်လေးကအင်မတန်အဖိုးတန်သောစကားကိုပြောတော်မိဟန်မျိုးထုတ်ပြီးကဲဗျာခမရတခါလေးရေးပြီးမှတ်ထားလိုက်ပါ ဟုတ်လားကောင်းတယ်ကောင်းတယ်တော်တော်ကြာမေ့နေဒုက္ခကိုအစ်မန်အင်းကစာအုပ်နဲ့ခဲတံကို ကောက်ပိုင်းကအသိင့်ဖြစ်နေပြီယောက်ျားတကယောက်ျားတကား ကိုဦးစမအင်းကဗဇက်ကပါလိုက်ဆိုပြီးကိုခင်မောင်လေးပြောသမျှရေးမှတ်နေသည်မယုံသာအောင်တနာချုပ်တီးတွေ့တိုင်းမဆောင် လူကိုထောင်နဲ့ပင်ညောင်စီပင်ညောင်ဟဗျာခမားဟာကညောင်မိခဲ့ကင်မိတယ်လို့ဖြစ်သွားတော့ကိုဦးစမအင်းအမူအရာကိုကြည့်ပြီးဆော့ဆော့ကချုပ်တီးထားခဲ့ရသမျှကို ကိုဦးမအတိုးချ၍တဟဟရေလိုက်ရင်ကျွန်တော်နဲ့ကိုခင်မောင်လေးဒီသူ့ခန်းမှာဒုံဆိုင်၍လက်ခဲ့ကြလေသည်ကိုဦးစမန်အင်းဒီကိုခင်မောင်လေးနှင့်ကျွန်တော်အားလေးငါရက်ခန့်စကားမပြောဘဲနေခဲ့၏ကျွန်တော်တို့ကပြောင်းစရာလောင်စရာဟုသဘောထား၍ပြောခဲ့ခြင်းကိုသူကအတော်နာကြည့်သွားဟန်တူပါသည်သို့တော်သူကျွန်တော်တို့ကိုကြာကြာစကားမပြောဘဲမနေနိုင်ပါ6ရက်မြောက်သောနေ့တွင်သူသည်စကားဆိုလာပါတော့သည်ကျွန်တော်တို့ဆုံးဖြတ်ပြီးပြီသူကအရင်မရှိအဖျားမရှိခါလေပိုင်းမှနေ၍ပြော၏ ။ဘာများဆုံးဖြတ်ပြီးကြလဲဆရာကြီး။ကိုခင်မောင်လေးကသူမမြင်အောင်ကျွန်တော်ကိုမျက်စိတစ်ဖက်မိတ်ပြရရင်တောင်တကိမြမစာပါမောက်ခလောင်ကြီးဂௌဤစမန်အင်အားအပြားဆန်းဆန်းမေးလိုက်၏အမားရဲ့အချစ်ကိုကဗျာနေပဲရအောင်ယူမေဗျာဂௌဤစမန်အင်ကတိကျပြတ်သားစွာပြောလိုက်၏သူ့အတန်းမှာနှစ်ပေါင်းလေးတဲ့အုပ်ဆိုးမဲဟူသောဗျာဒိတ်တန်နီနီတည်ငြိမ်လာပါ၏ဟာတိတ်ကောင်းတာပေါ့ဗျာဒီနေ့ဟာ National တို့အတုံးချခဲ့တဲ့နေ့ပဲဒီနေ့တိုင်းသာလို့စုံမတည်ကြရယ်ဗျာ ်ကိုခင်မောင်လေး၏စကားကြောင့်ခက်တီတီကြီးလှုပ်နေသောကိုဤစမန်အင်ကပြုံးလာလေသည်သူသည်သူ့အရာခေါင်းအောင်အောက်သို့လက်ဆူ၍နိုင်လိုက်ပြီးနောက်စားအုပ်လေးတို့ကိုဆွဲထုတ်လာ၏ဒီမဲ့ဘာလဲတိလာသူကစားအုပ်ကလေးကိုထောင်ပြရင်းမေးလိုက်တော့ကြောင့်ကိုခင်မောင်လေးကတိတာပေါ့အာဒန်နိုင်မော်ကွန်းမှသူ့စားအုပ်ပဲဒါပြောတာမဟုတ်ဘူးဒါဆိုဘာပြောတာလဲ။အော်ကို့လူတော်ကကို့လူကလည်းဗျာအလိုက်တာလွန်ရော အာဒန်နဲ့မတ်သူစာအုပ်ကိုဘာလို့လကားတက်တက်ပြနေရမှာလဲ။ဒီဒါဆိုဘာလို့ပြနေရတာလဲဗျ။ဓာတုစာအုပ်လေးဘသူစာအုပ်တုံးအမားလေးဗျာအမစာအုပ်အမစာအုပ်ဟုတ်တယ်။ဘာလို့မလို့လဲ။ကောလီចောင်းသားလို့နေပြီးဒီလောက်အရသလား။အော်အော်စာထည့်ပြီးပြေးမလို့ဆိုပါတော့စာမဟုတ်ဘူးဗျ။ဒါဆိုဘာလို့ကြပြလေးဗျာကြပြကြပြလဲစာပေါ့ဗျာ။ဟာကြပြာကကြပြာဘောဘယ်ကစာဟုတ်ရမှာလဲကဲမဟုတ်ရင်လည်းနေပါကြည့်တော့ဗျာဘာကြပြာပြေးမလဲ ယတုလက်ချင်တော်လုံးယတုရေးပြီးပေးမယ်။ကောင်းပါဗျာကောင်းပါ။ကိုခင်မောင်လေးကညီတလူလူညူတလူလူနဲ့ခလေးလေးပြောလိုက်၏။ကိုဦးစမန်အင်ကမူသူ့အကြံကိုသူတီတူးလိုက်ပြီးဖြစ်၍နှက်ပြန်ကြောင်းတဲ့အမိအမလက်သို့သူ၏ယတုကပြားကိုပေးလိုက်နိုင်ရန်အတွက်သူရခင်ကပင်ရေးဆက်ထားသောယတုကိုအပြာရောင်စာရွက်ပေါ်၌အချော့ကူးနေလေသည်။သူကပြားမှာဧကပိုက်ယတုမဟုတ်ဘဲယတုပိုက်ဆောင်ဖြစ်၏။ အမ ాయి ချောပုံလာပုံနေသူစိတ်တွင်ခံစားတွေ့ရှိချက်တို့ကိုအသေးစိတ်ရေးသားထားသဖြင့်လေအတော်ပင်ရှည်လာ၏ကျွန်တော်သည်သူ့နောက်မှရက်၍သူ့ချောကူရေးနေသောကြပြာကိုဖက်တွင်ဝါးကနေတစ်ချက်တန်းလိုက်မိလေသည်ကိုဤစမန်အင်းသည်အပြာနှုတ်ရောင်ဆာရွက်လက်လာကလေးပေါ်တွင်ယတုပိုက်စုံကိုအချောကူပြီးသွားသောအခါအပြာနှုတ်ရောင်စာအိတ်ပေါ်တွင်အသေးကိုများနှင်းစင်ဖောက်၍သွေးတဆဲဆဲကြာနေပုံကိုမဂဇင်းစာအုပ်အဟောင်းတစ်ခုမှခဲတံနှင့်ထက်ဆွဲနေပြန်သည်ဖြင့် ကျွန်တော်နဲ့ကိုခင်မောင်လေးတို့သည် သူ့အားအနောက်ရှက်မပြေတော့ဘဲသူ့ခန်းထဲမှ ထွက်လာခဲ့ကြပါသည်တနင်္လာနေ့နနေ့ပိုင်းကြောင်းတက်ချိန်တွင် ကိုဤစမန်အင်းသည်ရတုပိုက်ဆုံးကပြားကို ရေး၍ထည့်ထားသော အပြာနှုတ်အောင်စာအိတ်ကလေးကိုအာတန်တိုင်းမောကမတ်စုစာအုပ်ကလေးထဲတွင်ညက်၍အမအားပြန်ပေးလိုက်သည်ကို တွေ့လိုက်ရ၏ထိုနေ့တနေ့လုံးကို ကိုဤစမန်အင်းသည်အလွန်ဦးမြူးနေ၏သူသည်ခါရင်းထက်ပြုံး၏ အတိတွေ့တိုင်းလေးဆက်ပြေးပြေးမျက်နှာနဲ့နှုတ်ဆက်ဤညနေကြောင်းမစင်းမီနာယီဝဲတာတာမြအချိန်ရသေးရာ ကိုဤစမန်အင်းဒီ LCR ခေါ်မိန်ကလေးចောင်းသူမြအခန်းရှိတွင်ခွနှစ်ခေါက်ရှစ်ခေါက်မနေခောက်တုတ်ခေါက်ပြန်လျှောက်ကတထုံចောင်းဆောင်တို့မျက်နှာကြီးတပြုံပြုံနဲ့ဒုံချ၍ပြန်ခဲ့လေသည်ညာဘက်တွင်ကျွန်တော်နှင့်ကိုခင်မောင်လေးတို့သည်ကိုဤစမန်အင်းဤအခန်းဘက်သို့ခြေတံမကြအောင်လျှောက်လာခဲ့ကြသည်သူအခန်းထဲမှာပိတ်နေလေသည်အခန်းသားတို့ နားကဲ့ပြီးထောင်လိုက်သည်နှင့်တပြိုင်နက်မြေရုမဟိမေရုတိန်လဲနိုင်ချိန်မလောက်မောင်ကြီးဆွဲတာ ပလဲညာကိုကဲတာမောက်၍ရောက်တဲ့စေရနာကျင်းကုံမထောင်စင်လုံးဖြောင်းနဲ့မောင်ဟဝါအင်းမောင်မြတ်တာကိုရရပြုအာခန္ဓုကဲမှုမဟုတ်မေတ္တာကပ္ပာတဏ္ဍစာအငားလုတ်တယ်လို့ရွှေရုပ်ကဲနဲ့တွင်ဆိုရင်အာနှင့်ယုံမထင်ထင်းသူသာလွဲကြမည်ဆွဲမိတဲ့ချေကြီး ်စုံဝန်ကဒေါမီပြားတွင် စာလေးပါးကြီးကအမှတွေ့ဖမယ်လှရင်ကျူးငယ်တင်ကူးတော်မမူပါနဲ့နန်းတငယ်ဟူသောဝိဇယပြားစံမှာဝိဇယမင်းသားအားမေကုဝန်ဝိဇယမင်းသားကမေကုဝန်အားလူပြိုလဲ့သည့်အပိုက်ကိုညွတ်နေတန်ကြာရ၏ကျွန်တော်ညီကိုခင်မောင်လေးကစာရွက်အလုပ်တစ်ခုကိုเจ้าသားတယောက်ထံမှ တောင်းပြီးအပန်းနှင့်အဆွေစကန်းသင့်မဝေးအောင် ခွေးယူကြိုက်စွန်ရဲတီဆောင်လာအတွင်းမှာဝကျင်းကိုဆွဲတော်မြည်နန်းပွဲရဲ့ ကဝင်ကဝင်တန်ကအာဓမလက်တန်နေဓမြညံတစ်လိုက်စံကိုမျိုးသားဟူသော အလုရနေသည့်စာပိုက်ကလေးကိုရေးကဒတင်းပေါက်မကြီးစေတကား၍အကြာမနေ၍သူ့အရာပေါ်ရောက်အောင် ထိုးပြီးလေး၍လာခဲ့ကြလေသည်နောက်တနေ့နဲ့နဲ့ပိုင်းတွင်ကြောညာစာကြောက်တင်ပုံ၌တစုံတယောက်ကိုစောင့်နေဟန်တူးသော အမကိုတယောက်ထင်းမြင်ရ၏ ကျွန်တော်ဒီမနေ့ညကအကြောင်းကိုဘာမှမသိဟန်ပြုပြီးခိုးဤစမန်အင်းကိုအမထန်သူဆွဲခေါ်လာက အတင်းထူ၍လွတ်လိုက်သဖြင့်သူဒီခက်ကြောက်ကြောက်နေမင်းအမထန်သူတလန်းညင်သွားနေသည်ကိုတွေ့ရသောကြောင့်အမကကျွန်တော်အမမြင်မီထိုနေရာမှထွက်ခွာ၍လာခဲ့၏ ညနေဘက်တွင်ကျွန်တော်နှင့်ကိုခင်မောင်လေးတို့ကိုအီစမန်အင်းအခန်းသို့ရောက်သွားသောအခါ၌ကမင်းညားကလိုနဗေလုံးတွေကိုကုန်းကုန်းပြီးရွတ်မနေတော့ပဲတရားရှိပုံများရှိသည့်ဧကပတ်ရတုကြီးတခုကိုထက်မှန်၍ဆက်နေသည်ကိုတွေ့ရပြန်သည်ဘယ်နဲ့လဲဗျဒီနေ့ဟန်ရဲ့လားကျွန်တော်ကပင်စတင်၍ပဋိသင်္ဍာယစကားပြောကြသောကြောင့်ကိုအီစမန်အင်းကဟန်တယ်လို့လည်းမဟုတ်သေးပါဘူးဗျာเจ้าနေတော့မှဒီလိုစိတ်မထားဘူးပြောလာပဲ ဟာဒီလိုပြောရင်တော့စွန့်ဖို့အသေးချာနေပြီ။ဟဲ့ဟဲ့ဒါကြောင့်ဧကပတ်ရတုစာတော်ကြီးကိုဒီနေ့ညပြီးရေးဆက်တော်မူနေရတာကလားမောင်မင်းများ။ကိုကြီးစမန်အင်းဒီယခုအသေးရွယ်ရအောင်မှလက်ရှင်တော်ဝင်စား၍လာလီဒီလားမပြောတဲ့။သူပြောလိုက်တော့တကားမှာမင်းကြီးမင်းသားတဲ့ပေါက်နေလေသည်။သူရေးတော့ဧကပတ်ရတုကြီးမှာရှေလွန်းလာတဲ့ဖြင့်လုံးစိပတ်စိမမတ်မိတော့ပြီးကန်ဒီအဆုံးပိုင်းသားတွင်မေတ္တာထုတ်ဆုံးနောက်တန်းခုံမှအာယုံမပဲ့မေတ္တာဆက်သည့် ခင်မဲ့မပြေမှန်သောကြောင့်ဟူ၍ရေသားထားဒီကိုမမိပါသည်ဘယ်နဲ့လဲဗျကောင်းရင်လားသူကတကယ်စာဆိုးတော်ပညာရှိကြီးလေတံဖြင့်မေးလိုက်သောကြောင့်ကိုခင်မောင်လေးကထုံးစံအတိုင်းကောင်းပါဗျာကောင်းပါဟုတတော်ဦးတင်လိုက်လေသည်နောက်တနေ့တွင်သူသည်ခါတိုင်းကဲသို့ပင် အမားတို့ခုံထဲနောက်မှကြိုက်၍ထိုင်၏ဆရာကအာတန်နိုင်မော်ကွန်းကိုငုံ၍ဖျက်ပြနေစဉ်ကိုအစ်စမန်အင်းဒီအပြာနှုတ်ရောင်စာခောက်ကလေးကိုနောက်ခုံမှနေ၍လင်းမြန်ဖြက်လက်စွာ အမထံသို့ပို့လိုက်၏ကျွန်တော်ကကိုအစ်စမန်အင်းနှင့်အတူတူမထိုင်ရဲပဲနောက်ဘက်လေးကုံလောက်မှနေ၍အရေးအခြေကိုကြည့်နေရ၏အမသည်အလွန်ပါနေသောမိန်ကလေးဖြစ်သည်နှင့်အညီရှေ့သို့ကျလာသောစာကောက်ကလေးကိုဘေးလူများမသိအောင်လက်ကင်ဘွားနှင့်အတာဖိယုတ်ကဖမ်းယူလိုက်သည်ကိုမြင်ရသည်သူနေဖို့ကိုအစ်စမန်အင်းဒီရခင်အခါကတက်ပင်ပို၍ဦးမျိုးနေလေသည် ထို့ထဲအတိုင်းထက်အလိုဦးမျိုးစရာကောင်းပုံကညနေဘက်တွင်အမကယုံယုံကလေးနှင့် ခိုးအီစမန်အင်ထံမှပါလီမတ်စုစာအုပ်ကလေးကိုငားယူထားလိုက်သောကြောင့်ဖြစ်ပါသည် စနေနေ့နေ့လယ်ပိုင်းကြီးကံရှင်ကြီးမြစ်တစာတင်ပြီးကျောင်းဆင်းတွင်အမသည်ခိုးအီစမန်အင်ထံသို့တကူတကလာကမတ်စုစာအုပ်ကလေးကိုပြန်ပေးသွားလေသည်မဆူစာအုပ်ကလေးတွင်စာကောင်းနှင့်တရံတူသောအရာကလေးတစ်ခုပါလာရာကိုကြီးစမန်အင်းသည်အမကိုပင်နှုတ်မဆက်နိုင်တော့ပဲသူ့ခန်းသို့ကတော့ကမျောလစ်ပြေးလေသည်ကျွန်တော်ကကိုခင်မောင်လေးကိုတွားခေါ်က ကိုဤစမန်အင်းနောက်မှထက်ချက်မကွာလိုက်ပါလာခဲ့၏ကိုဤစမန်သည်မိမပြိုတူထံမှလည်းရင်းနှင့်စာဆိုး၍သူနှမထံကလွဲပြီးတခါဘူးမျှမရဘူးသည့်အတိုင်းယခုအမထံမှစာရသောအခါဝမ်းသာလုံးဆုတ်နေသောအချိန်သည်သူယင်ဝကိုခြေနှင့်ဆောင်ကန်နေသလိုတလှက်လှက်ခုန်နေ၏အခန်းထဲသို့ရောက်၍စာကောက်ကလေးကိုဖွင့်နေသောသူ၏လက်များမှလည်းတဆက်ဆက်တုံနေ၏စာရွက်ဖက်လိုက်သောခဏ၌ကိုဤစမန်အင်း၏မျက်နှာမှာ ပြုံးနေ၏သို့သောဖယင်းဖယင်းပြုံးရမှမဲ့၍မဲ့၍လာ၏မဲ့ရမှရွေ့၍ရွေ့၍လိုက်လာသည် ကျွန်တော်နှင့်ကိုခင်မောင်လေးတို့သည် သူ့လက်မှတွကြသွားသောစာရွက်ကလေးကိုကောက်၍ဘယင်းစလိုဖက်လိုက်ကြရာအောက်ပါအတိုင်းတွေးလိုက်ကြရပါသည်မပြေခင်မဲ့အာယုံရှိ၍ပန်ဆက်မေတ္တာခွင့်ဆိုလာသည်မတာပုတ်ကောင်ညီငွေဟောင်သည့်အမောင်လက်ထအတုပါ ဘာလာပြီးပြီးနင်းရုပ်ကြီးကိုတတိဖို့ဝေ အန်ချင်သေးရဲ့အမွေးစုပ်ဖွာတနူးရာကိုငါမလင်ချိုခြေရေးဆိုနဲ့တန်ချိုတန်တွေစောင်းရစေဟဲ့အမေယိုးရာအာမနာလာနင့်မာတမူကိုပါဘူးမို့မတူမတန်ချစ်လာပြန်နဲ့ထက်မှန်ဖောက်တွဲအတင်ရဲကမလွဲဧကန်ခွက်ခွက်လန်းအောင်ဆဲပြန်မကပချပြမိတချီတလန်းစမ်းမြီလို့စသည်ဖြင့်ဖြစ်ပါသည် မှတ်ချက်လွန်ခဲ့သောရှင်းနှစ်ခန်းကတက်ကတူမှထုတ်ဝေသည့်ကျွန်တော်အက်ဒီတာအဖြစ်ဆောင်ရွက်ရသောမဂ္ဂဇင်းတစ်ခုတွင်ကျွန်တော်တငယ်ချင်းကိုခင်မောင်လေးရေးသောဝိထုတစ်ပုဒ်ကိုသူ၏ဖွင့်ပြချက်အရမောမန်ပြင်ဆင်၍ဒီတာထားခြင်းဖြစ်ပါသည်ကိုခင်မောင်လေးခင်ဗျာဝိထုရေးကားသို့သောနန္ဒမိတ်ထံရန်နန္ဒမိတ်ထံရန်တစ်သိပ်ဖိုင်တာနှင့်ပစ္စည်းဟောတူပဲလုံလိုက်ပါတော့ ုတ်ကဲ့ပါခင်ဗျာဒီနေ့ဖျက်ပြခဲ့တဲ့ဝတ္ထုတို့လေးကိုအချိန်ပြည့်ပြီးနောက်တော့ဆင်ပြေခဲ့ကြပြီအားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနောက်တော့ဆင်ရင်ဒီကောင်မောင်တို့များအားလုံးပါရစိတ်တန်နှပြသောဒုက္ခများနဲ့ပြည့်စုံနိုင်ကြပါပြီခင်ဗျာ